မင်္ဂလာညချမ်းပါရှင်မိလာ23ရက်တောက်ကြနေ့ကန်ထရဝတီ time သတင်းဌာနရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ဒီနေ့မှာနားဆင်ရမှာကတော့ဆစ်ဆောင်စခန်းတချို့မှာမိုးရသည့်အမီအမိုးအကာရရှိဖို့အကူအညီတွေလိုအပ်နေတယ်ဆိုတဲ့သတင်းလမ်းပန်းဆက်တွေရေးအခက်အခဲကြောင့်ရောင်းရွှေ့ဖို့ပြင်ဆင်နေကြတဲ့ဆစ်ဆောင်တွေအကူအညီတွေလိုအပ်နေတယ်ဆိုတဲ့သတင်းနှွေးစပောင်းစိုက်ပျိုးထားတဲ့တောင်သူတချို့ရဲ့စပောင်းခင်းကို ကျွဲ့နဲ့ညက်တွေကကိုက်ဖြတ်ဖြက်စီနေတယ်ဆိုတဲ့အကြောင်းနဲမဲ့ခုတ်ကစေတနာဝန်ထမ်းဆရာဆရာမတွေကိုတည်ရန်ပို့ချပေးခဲ့တယ်ဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ Greeny ပြည်မှာမီလာလှဆန်းကလေးကမိုးရွာလင်းပြင်းတိုက်ခိုက်မှုတွေရှိတာကြောင့်စစ်ဘေးရှောင်စခန်းတချို့မှာတဲအိမ်အမှုအကာပြက်စီမှုတွေရှိနေပြီးအကူအညီတွေလိုအပ်နေတယ်လို့စစ်ဘေးရှောင်တွေကပြောပါတယ်။စစ်ရှောင်ကာလအကြမ်းမြင့်လာတာနဲ့အမျှအဖက်ဖက်ကလိုအပ်ချက်တွေများပြားနေဆဲဖြစ်တယ်လို့ ၆ဘက်ပေးတဲ့ illusion အဖွဲ့စီလဲနေပါလာပြီးမိုးကလူတန်းပေးတဲ့သူလဲမရှိတော့ဘူးလို့ဆိုပါတယ်။မိုးရတီကာလရောက်ရှိနေပြီဖြစ်တာကြောင့်လဲမိုးကအတွက်အကူအညီတောင်းခံမှုတွေများပြားနေပါတယ်။ဒီမိုးဆွန်မြူနဲ့အတွင်ကဆစ်ဆောင်စခန်းမှာစာနာရိတ်ခါလိုအချက်တွေအပြင်အမိုးအကအတွက်လိုအပ်ချက်တွေကြောင့်နမဲစည်ရင်းနဲ့တကွအကူအညီတောင်းခံလာတဲ့ဆစ်ဆောင်စခန်းက၆ခုထက်မနည်းရှိတယ်လို့ဆစ်ဆောင်ကူညီသူတွေစီကနေသိရပါတယ်။ လက်ရှိမိုးက15ပေပက်လက်တစ်ထည်ကို6000ဝန်းကျင်18ပေပက်လက်တစ်ထည်ကိုတော့8000ကျပ်ဝန်းကျင်23ပေပက်လက်တစ်ထည်ကိုတော့3000ကျော်စသဖြင့်ဈေးနှုန်းအတီးတီရှိတယ်လို့သိရပါတယ်ဒီမိုးဆူအနောက်ဖက်ခြမ်းကစစ်ဆောင်စခန်းတနေရာမှာနေထိုင်ကြတဲ့စစ်ပေးဆောင်တွေဟာရွှေ့ပြောင်းနေထိုင်ဖို့အတွက်အကူအညီတွေလိုအပ်နေပါတယ်နေ့စဉ်ရေရှားပမှုပြဿနာနဲ့လမ်းပန်းဆက်တွဲရေးအခက်အခဲရှိတာကြောင့်အခုလိုမျိုးရွှေ့ပြောင်းဖို့စီစဉ်ရတာဖြစ်တယ်လို့လည်းသိရပါဗျ။ ရွှေ့ပြောင်းနေထိုင်ဖို့အတွက်သဲအိမ်တလုံးကိုအနည်းဆုံးကုန်ချစရိတ်၅သိန်းနဲ့အထက်မှာရှိတာကြောင့်အိမ်ထောင်စု15စုလောက်ဟာရွှေ့ပြောင်းဖို့အတွက်အခက်အခဲဖြစ်နေကြတယ်လို့စစ်ဆောင်အရေးကူညီဆောင်ရွက်ပြီးသူတူကကန်ဒရော့ဗတီတိုင်းကိုပြောပါရယ်လက်ရှိအိမ်ချင်းနေရာကျော်ရှိတဲ့အဲ့ဒီစစ်ဆောင်စခန်းမှာရွှေ့ပြောင်းနေထိုင်ဖို့အတွက်အိမ်ထောင်စု15စုဟာအခက်အခဲရှိနေတာကြောင့်အကူအညီတွေလိုအပ်နေတာပါလက်ရှိမှာတော့စာနာရိတ်ခါနဲ့အမှုအကအဓိကလိုအပ်နေတယ်လို့ ချိုမီတာစုဝေတွေဟာဝင်ဝင်ရအလောက်အကိုင်းမရှိတာကြောင့်ချင်းကားစားနေရတယ်လို့ဆိုပါတယ်။အဲ့ဒီဆစ်ရှောင်းစခန်းမှာနေထိုင်တဲ့သူတွေဟာငိုပြဲတိုက်ပွဲကြောင့်နေရဆွခွာတိမ်းရှောင်လာတဲ့သူတွေဖြစ်တယ်လို့လည်းသိရပါတယ်။ဒီမိုဆိုခရူဆိုနေဆက်ကချောင်းဘေးတရှောင်းမှာစိုက်ပျိုးထားတဲ့နှွေစပါခင်တွေဟာကျွက်တွေညက်တွေရဲ့ကိုက်ဖြတ်ဖြက်စီမှုကိုခံနေရတယ်လို့တောင်တူတူဦးကပြောပါတယ်။စိုက်ပျိုးထားတဲ့စပါသခင်ကို တင်း30ထွက်ရှိတာကြောင့်လဲမိသားစုဝမ်းရည်အတွက်အနှင်းငယ်ဖူလုပ်တယ်လို့တောင်းသူတူဦးဖြစ်တဲ့ဦးမာရီယာနိုက ပြောပါရယ်။စာဝန်ရည်ပြည်လဲစေဖို့အတွက်တနိုင်တပိုင်းစိုက်ပျိုးထားကြတာဖြစ်တယ်လို့ထွန်းရဲ့စိုက်ပျိုးစင်ကကုန်ချစရိတ်တွေကိုလည်းခြေငါစိုက်ပျိုးခဲ့ရတာကြောင့်စပါအထွက်နှုတ်တိုးဖို့တောင်းသူတွေကမျှော်လင့်နေကြတာပါ။ဒါပေမဲ့လည်းအခုလိုမျိုးကျွတ်နဲ့ငှက်တွေရဲ့ဖြစ်စီမှုတွေကရှိနေတာကြောင့်အရှုံးပေါ်မှာကိုလည်းစိုးရိမ်နေလို့တောင်းသူတွေကပြောပါရယ်။ မိုးစပါထက်နှွေစပါစိုက်ပျိုးမှုကကုန်ချစိတ်ပိုများတယ်လို့လည်းသိရပါဗျ။နှွေစပါစိုက်ပျိုးထားတဲ့တောင်သူတွေဟာမနေ့ကနေညနေပိုင်းအထိညက်ကို6လက်နေရတယ်လို့ညပိုင်းမှာလည်းကျွတ်တွေကစပါပင့်တွေကိုမကိုက်ဖြစ်နိုင်အောင်ခရုဆရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့နေ့ကတော့နှွေစပါကိုကျွတ်ဖြစ်စီမှုတွေရှိပေမဲ့ဒီနေ့မှာတော့ညက်တွေပါကိုက်ဖြတ်ဖြစ်စီတာရှိတယ်လို့တောင်သူတွေကပြောပါတယ်။ ရင်းနှီးပြချန်းကလာအုတ်ချုပ်ရေးကောင်စီကမြို့နယ်အဖြစ်ဖွဲ့စည်းလိုက်တဲ့နမ်မယ်ခုံမြို့နယ်ထဲမှာစာတင်ကြားပေးနေတဲ့စည်တနာဝန်ထမ်းဆရာဆရာမတွေကိုအကြီးအချင်းပြင်မိဖို့အတွက် volunteer teacher training ကို ပြုလုပ်ပေးခဲ့ပါတယ်။မိလ9ရက်နေ့ကနေ20ရက်နေ့အထိတည်တန်းပို့ချပေးခဲ့တာပါ။တည်တန်းပို့ချရတဲ့ရည်ရွယ်ချက်ကပညာရေးမှာဆရာဆရာမဥည်တိုးလာတာသာမဟုတ်ဘဲနဲ့အကြီးအချင်းပြင်မိတဲ့ဆရာဆရာမတွေကိုမွေးထုတ်ပေးနိုင်ဖို့အတွက်ဖြစ်တယ်လို့ တည်တန်းဆရာကိုပဂျမေကကန်ထရာဝတီ time ကိုပြောပါတယ်။အဲ့ဒီတည်တန်းမှာတော့ပညာရေးစိတ်ပညာတေယူညူတန်းလက်ရှိနိုင်ငံရေးအကြောင်းနဲ့လက်တွေ့ဆရာတွေကိုသင်ကြားပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတည်တန်းမှာတော့တည်တန်းသူတည်တန်းသား90တန်းရောက်ခဲ့ကြပြီးတည်တန်းကာလကတော့15ရက်ကြာမြင့်တာဖြစ်ပါတယ်။လက်ရှိကာလမှာဂျေးရွာတိုင်းကိုထူကိုထပုံစံနဲ့ကြောင်းဖွဲ့ရတဲ့အတွက်လိုအပ်ချက်တွေများစွာရှိတယ်လို့တည်တန်းဆရာကပြောပါရယ် လက်ရှိနမ်းမဲကွန်မြူနီမှာတော့ကုထုကုထကျောင်းပေါင်း23ကျောင်းရှိပြီးကျောင်းသူကျောင်းသား2800နီးပါးကိုဆရာဆရာမ189ဦးကပို့ချတင်ကြားပေးနေတယ်လို့လည်းသိရပါဗျ။ကင်ဒရိုတီထိုင်းမြန်ရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျမဘေကင်ကြပါစေရှင်။ကျမမောင်ညာမှာပါ။